တော့ကျွန်တော်တို့ 3D နဲ့ပတ်သက်ပြီးတော့ခြံနဲ့၅ချိန်ပါပေါ့နော်ဟုတ်လား၅ချိန်ခြံလေးလာတယ်ပြီးတော့ခြံနဲ့အချိန်ပါကျွန်တော်တို့မွေးကစားဖို့အတွက်ဒုတိယတွက်နေပေါ့နော်ဒုတိယတွက်နေဒုတိယဥစားပေးမွေးကနာလေးကိုတွက်နေနေနဲ့ပြောပြပြင်မယ်နောက်ထပ်လည်းမိနေမှာဆိုလို့ပြန်ပြီးတော့တတိပေးတဲ့အနေနဲ့ เนาะပြန်မြောက်တင်ပြတာဗောနော်ဒီနေရာမှာတွန်နီသိချင်တဲ့လူတွေရှိတယ်အဲ့တော့တွန်နီနေမှာပြောပြမယ်ဗောနော်ဒီငယ်နဲ့ကျွန်တော်တို့အခေါင်းကတော့ဒါပထမတွန်နီပထမစဉ်းစားပြီးဝေးကနေ6ခွက်ထဲရနေပြီးတော့ထွက်သွားတယ်ကျွန်တော်လည်းပြီးခဲ့တဲ့တစ်ပတ်ကသတိမပေးမိဘူးဗောနော်ပြီးခဲ့တဲ့တစ်ပတ်ကသတိမပေးမိဘူးဆိုတော့ဒါကတော့ကျွန်တော်တို့ นัดเท่าสัตว์ตัวเนี่ยสายไปเนาะมาดาวเนาะอีตัวนี้นักหุ่นเนาะอีฮาก็จะเนาะเช่าพวกมุยาเนี่ยมาทำบาปอุ้นเท้าตัวนี้ดูแลนัดเท่าสัตว์ตัวเนี่ยสายไปเนาะมาเนี่ยดาวก็เนาะจะเนาะยุติยาตัวนี้หมดเนาะตัวเนี้ยนัดเท่าสัตว์ตัวเนี่ยเนาะนัดเท่านัดสัตว์นี้ดูในอธิเนาะมาทางอหเนี่เนาะโอเคเอาอีตัวนี้นี่จะนาะเบี้ยวเบวไปไหมหรือว่า အဲ့ဒါကနှစ်အစပေါ့နော်နှစ်အစပထမဦးဆုံးစထွက်တဲ့ကဏ္ဍကိုယူပြီးတော့ကျွန်တော်တို့အနှစ်စဝင်အနှံထုတ်တာပေါ့နော်ကျွန်တော်တို့ဒီနှစ်2025ခုနှစ်မှာပထမဦးဆုံးအနေနဲ့ထွက်ထားတာဆိုရင်ခုံခုံကိုဆိုပြီးတော့ကျွန်တော်တို့ပထမဦးဆုံးအနေနဲ့နှစ်ဦးအနှံထွက်ထားတယ်အဲ့တော့ပထမတော့ဒီအနေနဲ့ဆိုရင်တော့ nó ý không không ô nữ ở nào rồi nhớ đoạn này nhé sau đó ý thầy gì vậy thì anh lên ở đây vậy ý là lâu bao mẹ ví vậy thì anh lên ở đây vậy ý thầy đi nấu bì vậy đó là loại mà quan ưu tư lý là là hiếp là lại chặt ông chặt bọn nó ý là lâu bao mẹ thì chả ý là lâu bao mẹ để chặt ý thầy gì là thì nấu bì bao mẹ tôi chặt đó chúng ta lấy bao nhiêu tiền trả bạc không không bao nhiêu gì chúng ta lấy bao nhiêu tiền trả bạc không có bao nhiêu chậm chúng ta lấy bao nhiêu tố trả bạc thì nó không có bao nhiêu chậm cái <laughs> đó lý trong trong đó đó lúc trả lại đi trả lại đi lý trong trong hả cái đó đúng lâu anh này nhà dùng họ nó ဘန်လုံးအနေနဲ့ပြန်ယူမယ်ဆိုရင်66ဆိုတော့ကျွန်တော်တို့ဒွဲလုံးယူလိုက်မယ်ဆိုရင်6အတွဲ66အတွဲဒီမှာဒီမှာအပူအခွာအပူပါနေတဲ့အတွက်ကြောင့်မို့အတွဲက3တွဲပဲထွက်တယ်အပူမပါတဲ့နှစ်ရဆိုရင်အတွဲက3 sorry အပူမပါတဲ့နှစ်ဆိုရင်အတွဲက3တွဲထွက်တယ်အပူပါတဲ့နှစ်ဆိုရင်တော့ đuôi mà nó nó đặt đuôi về thuận điểm của nó là mà thế lý cho ở đuôi trong xây cho ở đuôi sử đuôi lâu dài bí đó lý 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 trong mà giá là lên lý lý trong mà nó là đau của nó đau sống bị ở cái này là bảo quản nó thật ở cái này khi để cháu giờ bảo quản là phải cháu giờ bảo quản đến cháu giờ là thật cả cái cú sử dụng giá là giá cái này đó là tính နှလုံးရလာတဲ့ဆိုမှဒီဖိတ်ဆေးကကျွန်တော်တို့ပြစ်ပေါ့နော်သူ့ရဲ့နှက်ခတ်ဒီနှက်ခတ်ကရှင်းဆိုတဲ့ဒီနှက်ခတ်ကရှင်းဆိုပြီးတော့အမှကျွန်တော်တို့ကန့်ခဏန်းက၃ခုရလာမယ်ပေါ့နော်ဒီဟိုးရှင်းဆိုပြီးတော့ကန့်ခဏန်းရလာမယ်ခုနကတော့တွဲလုံးက၄၆အတွဲ66အတွဲကို198နဲ့ခံမယ်ပေါ့နော်ဒါပထမတွဲ၄ကတော့ကျွန်တော်တို့နည်းနည်းလေးရှုပ်ပါတယ်အဲ့တော့ရလာတဲ့ ၄၆အတွင်း66အတွင်းကိုကျွန်တော်တို့အဲ့တော့ရလာတဲ့၄၆အတွင်း66အတွင်းကိုကျွန်တော်တို့ခဏတော့ပါဝါနှက်ခတ်ယူထားတဲ့ဝန်းသားအိမ်နဲ့ကပ်ပြီးတော့အစားတော့6ခုပါပေါ့နော်၄၆၄၆9၄၆8ဆိုပြီးတော့ရလာတယ်အောက်မှာ66အတွင်းနဲ့ဆိုရင်6 66 9 66 8ဆိုပြီးတော့ရလာတယ် ဲ့တော့ဒါပြီးခဲ့တဲ့အခုပြီးခဲ့တဲ့ရခောင်မှာ669အတွဲကပေါ့နော်666အတွဲကအဲထွက်တာက696ဆိုပြီးတော့ထွက်တာပေါ့နော်696ဆိုပြီးတော့ထွက်တယ်ကျွန်တော်တို့က669ပေါ့နော်ပတ်လည်ထိုးတဲ့လူဆိုရင်တော့ရမယ်ပေါ့နော်ညနေထိုးတဲ့လူဆိုရင်တော့တုတ်မယ်ရမယ်အဲ့တော့ဒုတိယတွက်နီးပေါ့ဒုတိယတွက်နီးကတော့လွဲကူတယ်ရိုးရှင်းတယ်နော်အကွက်လည်းနေတယ်ဒီမှာကျတော့ နောက်ကြပြီးမှထွက်တာပြရတယ်ပေါ့နော်ဒီလိုပဲကျွန်တော်တို့ခွနတိုင်းပဲပေါ့နော်ပထမဦးဆုံးထွက်တဲ့နှိမ့်ဦးကနာခုံခုံကိုကျွန်တော်တို့အချက်၃ချက်နဲ့ပေါင်းမယ်เนาะထိတ်စည်းအလဲအလဲအပိတ်ထိတ်စည်းအပိတ်ပေါ့နော်ဒီ၃ချက်ပေါင်းလိုက်တဲ့အခါမှာခွနလုံးပဲကျွန်တော်တို့၄၆၆ဆိုပြီးတော့ရလာတယ်ဒီမှာကျတော့၄၆၆ကိုကျွန်တော်တို့ကတွဲလုံးမယူဘူးပေါ့နော်ခါလုံးလဲဆိုတော့ရလာတဲ့၄၆၆၃လုံးပေါင်းတယ်ပေါ့ ရလာတဲ့၄၆၆သုံးလုံးကိုပေါင်းလိုက်တဲ့အခါမှာ6ဆိုပြီးရလာတယ်။အဲ့ဒီရလာတဲ့6ရဲ့မြန်မာပါဝါလက်ခံထိုင်းပါဝါလက်ခံရလာတဲ့ကဏ္ဍရဲ့မြန်မာပါဝါလက်ခံထိုင်းပါဝါလက်ခံယူရပါတော့ဒီမှာဆိုရင်6ရဲ့မြန်မာပါဝါလက်ခံဖြစ်တဲ့6ရဲ့ပါဝါဒီ6ရဲ့လက်ခံက9ဒါမြန်မာပါဝါလက်ခံ6ရဲ့ထိုင်းပါဝါလက်ခံကိုယူမယ်ဆိုရင်6ရဲ့ထိုင်းပါဝါက1 sau giờ thầy đặt hàng thả là đó rồi quán nay tu phải sử nó là quý khủy nó quán nay tu phải lý lâu ở quý xa là ai lý lâu ngồi cho nó được giờ biết rồi khác lại nghe ạ khả mà nay tu quán nay phải nay tu phải quán tu phải sử nó quý cái này lý quá xa là lại ยิงเนี่ยแท้มามาถอดรีอูปีเนี่ยเนี่ยอาเป้ใช้มาถอดเลยสินะน่าท่องน่าสั่นรีอูเนี่ยแท้มามาถอดอุอีวยกันนะเอ่อดีน่าท่องน่าสั่นรีอูเนี่ยแท้มามาถอดกันนะว่าเป้เรามาตอนถอยเลยสินะน่าท่องน่าสั่นงานหนึ่งอูมาตอนถอยเนี่ยคงคงกูปีเนี่ยเนี่ยอาพาเลยหาคงคงกูคุยละมันเองหาคงกูคุยละหาคงคงกูคุยละมันเองก่อนเนาะเดี๋ยวเราปีหาละ အဲ့တော့မိငနဲ့နဲ့ကကျွန်တော်တို့2024ခုနှစ်အတွင်းထဲမှာတော့မထွက်ဘူး2025နှစ်ဘူးချာမှာခုန်ခုန်ဖို့ဆိုပြီးတော့ဒါထွက်သွားတယ်ပေါ့နော်အဲ့တော့ဒီနှစ်ထဲမှာဒီနှစ်အတွက်ကကျွန်တော်တို့1925အခွေအပြီးအခွေပေါ့နော်ဒီလေးဝက်ပါပဲဒီလေးဝက်ထဲမှာကျွန်တော်တို့192ကိုကျွန်တော်အရင်က main အနေနဲ့ပေးထားတယ်ပေါ့နော်192 192ကိုအရင်က main အနေနဲ့ပေးထားတယ်အဲ့တော့ channel အချိန်တွေပါပေါ့နော်အဲ့ဒီအချိန်တွေပါ nguyện nhỏ thu rồi xa bạn đéo là lý để đi bê nhiên nè rồi đi đi bà làm già về là bà à lâm còn là bà không phải ăn rồi cho nó, nó đâu thì được ba ăn nữa bạn tí ngã cho nó đâu ngã tàu nhà bạn tí mấy bạn tí anh đi nè rồi nhé, ngã bảy bạn tí nó ngã tàu nhà bạn tí ngã mấy bạn tí á ngã bảy bạn tí စောင့်ကြည့်ခြင်းလဲဆိုရင်တော့ဒီ revive တော့ကိုပတ်သေးကိုစောင့်ကြည့်လို့ရပါတယ် main on အနေနဲ့ဆိုရင်ငါးပိုင်းပတ်သေးမှာ54 58 58နဲ့ဆိုရင်3ပွဲကျော်ရွေးပေးထားတယ်เนาะအရင်ကတော့ကျွန်တော်အောက်က3ပွဲထည့်ပေးထားတယ်ပေါ့ဘုံတော့ဟုတ်မကျော်အခွေမှာဆိုရင်ကျွန်တော်တို့ click ခေါ်3ရှစ်အခွေပေါ့เนาะအဲ့ရမှာကျွန်တော်တို့ main on အနေနဲ့က2ခွန်4နှစ်3နှစ်ရှင်ခွန်3ခွန်4ဆိုထည့်ပေးထားတယ်နှစ်3နှစ်ရှင်ခွန်3ခွန်4ပါတို့ မွေးကနန်းထဲမှာကျွန်တော်တို့နှစ်ခုသွားပြီးတော့ညူတယ်ပေါ့နော်မွေးကနန်းကကျွန်တော်တို့23 23တူတယ်88 88သွားပြီးတော့နှစ်ခုကဒီနှစ်ခုကသွားပြီးတော့ညူတယ်ပေါ့နော်အဲ့တော့ညူတဲ့ဟာကိုအရင်ကထားပြီးတော့ထိုးပေါ့ဒီနှစ်ခုသွားပြီးတော့နှစ်ခုကောအနေပါညာနဲ့သွားပြီးတော့ထိုးလို့ရပါတယ်ပေါ့နော်အဲ့တော့ဂျပန်စာအတွက်ကတော့ ဒီဟာပါပဲပတ်စည်းနဲ့ပတ်သက်ရင်တော့စောင့်ကြည့်ခြင်းနဲ့ဆိုရင်တော့စောင့်ကြည့်ပါထိန်စည်းရတာကတော့များထိန်စည်းစောင့်ကြည့်နေစောင့်မယ်နောက်ကျခြင်းနဲ့နောက်ကျမယ်ပေါ့နော်ထိန်စည်းနဲ့ပတ်သက်ရင်တော့အခွေကတော့ဒီပုံမှန်တိုင်းပဲပုံထုံးလေးရောအများလဲလို့ပြောတော့ထွက်တယ်ဝင်ကနန်းကတော့ဒီဟာဒီဟာကျိန်းနေထွက်ပါတော့ဝင်ကနန်းကဒီသေးကကဒီလေးကကမရှိမနေထွက်လာမစောတာနောက်ကျတာတော့မပြောတယ်ဘူးပေါ့နော်စောတာနောက်ကျတာတော့မပြောတယ်ဘူးကျိန်းနေထွက်လိုက်ပြီပေါ့နော်โอเคပါတော့ ဒီပတ်စာအတွက်ကတော့ဒီလောက်ပါပဲအားလုံးအဆင်ပြေခံကောင်းကြပါစေခင်ဗျာ